မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးကောင်းဆောင် Main Online အပအဝင်စစ်ခွေးကောင်းဆောင်များကိုဆဲဆုံမှုနဲ့ထောင်ဒဏ်၁၁နှစ်ချမှတ်ခံရတဲ့ဇော်ဘုံဟင်းကိုမန္တလေးဥပ္ပိုလ်ထောင်ကိုပြောင်းရွှေ့မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်လ9ရက်နေ့ကဇော်ဘုံဟင်းကိုတရားရုံးကထောင်ဒဏ်၁၁နှစ်ချမှတ်ပြီးတဲ့နောက်၎င်းကိုဥပ္ပိုလ်ထောင်ကိုရွှေ့မယ်လို့သိရှိထားရပါတယ် ဇော်ဘုံဟင်းကိုထောက်ခံတဲ့အမျိုးသားရေးသမားတွေလာမာဆိုးတဲ့အတွက်အမိန့်ချတဲ့နေ့ကကြိုးတင်အတိမပေးပဲအမိန့်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတွဲခွင့်ရဖို့အတွက်စ조사တဲ့အခါမှာအိုးဘုံထောင်ကိုပြောင်းရွှေ့မှာဖြစ်တယ်လို့သိရကြောင်းအမျိုးသားရေးသမားတို့ကပြောပြထားပါတယ်။အမှု၄ခုနဲ့အလုံချမ်းနဲ့ထောင်ဒဏ်၁၁နှစ်တီးခြားစီချပါတယ်။တွဲခွင့်ရဖို့စ조사နေတာအိုးဘုံထောင်မှာထောင်ဝင်စာတွားတွဲခွင့်ရမယ်။သူအမိန့်ချမယ်ဆိုတာကြိုမသိရဘူးလို့အမျိုးသားရေးသမားတို့ကပြောပြခဲ့ပါတယ်။ဇွန်လ၂ရက်နေ့မိုးလဲတန်တိုင်းအချိန်မှာပြည်ဦးလွယ်မှာနေထိုင်တဲ့ စစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့ပြီးတဲ့နောက်ဇော်လ၁၂ရက်နေ့မှာနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ကကြီးစက်သွေးဥပဒေပုံမှ66ကကြီးအပါအဝင်အမှုပေါင်းများစွာနဲ့ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်းအပါအဝင်စစ်ရရှိကြီးများကိုဆဲဆိုခဲ့တဲ့အတွက်ရန်ကုန်တိုင်းဒဂုံမြို့တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှန်38မြေလောင်2025စက်တွယ်ဥပဒေပုံမှ66ဂါကြီးနဲ့မဘာသားနဲ့စက်တထောက်ခံသူဒေါ်မိုးမိုးခိုင်ကဇော်ဘုံဟင်းကိုအမှုဖွင့်ခဲ့ပြီးတော့ အဲ့ဒီအမှုကိုလေအချင်းအောင်တဲကအွန်လိုင်းကနေတစ်ဆင့်ဆက်လက်ပြီးတော့အမှုရင်ဆိုင်ရမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဂိတ်စခန်းနဲ့ရိတ်ခါပို့တဲ့ရင်နန်းကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးနှစ်ကောင်သေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်၈နာရီ10မိနစ်ကစတင်ပြီးတော့တနင်္သာရီမြို့နယ်သစ်ပင်6ရွာကိုရောက်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တနင်္သာရီမြို့ဘက်ကနေလာတဲ့စစ်ကူစစ်ကြောင်းကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့တော်လိုင်းပူးပေါင်းအဖွဲ့များက drone နဲ့ဘုံကျဲပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တေဆုံးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်။ဩဂတ်စ်လ4ရက်နေ့မနက်9:00နာရီကမှတနင်္သာရီမြို့အဝင်းမှာရှိတဲ့စစ်တပ်စစ်စေးရေးဒဏ္ဍာဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကတွားရောက်ပြစ်ခတ်တိုက်ခိုက်ရာစစ်သား9ဦးတေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်။အလားတူပဲအဲ့ဒီနေ့မနက်7:30မိနစ်ခန့်မှာ ဘိမ့်မြို့ကနေပြီးတော့တနင်္သာရီမြို့ဘက်ကိုတက်လာတဲ့ရိတ်ခါပို့တဲ့စစ်ကားခုနှစ်စီးပါတဲ့ရေနှန်းကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရမ်းမိုရွာနဲ့ကမ်းတိုရွာအရောက်မှာမိုင်းဆွဲပြီးတော့လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ရာထိတွေ့တိုက်ပွဲမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးတော့စစ်သားများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရတယ်။ဒါ့အပြင်ဩဂတ်စ်လ4ရက်နေ့မွန်လွဲပိုင်းနဲ့ညပိုင်းနေမှာ တိန်ခွန်းတိုက်ပွဲကိုစစ်ကူနဲ့ရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုလန်ကင်းယူပေးနေတဲ့စစ်ခွေးတွေနဲ့လဲတော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တနင်္သာရီမြို့အဝင်ကစစ်တပ်ဆစ်ဆဲရေးတရားဂိတ်ကိုဝင်ပစ်တာတော့စစ်ခွေးနှကောင်သေးပါတယ်။ကျန်တဲ့တိုက်ခိုက်မှုတွေမှာတော့စစ်ခွေးတည်တဲ့စီးရင်ကိုအတိမပြုတ်နိုင်သေးဘူးလို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီတပ်ဟာနေပြည်တော်ကနေတဆင်ဘကိုးရုံးမှာအထက်ဘက်ချမ်းကိုစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဟာမန္တလေးမကွေးနယ်ဘကိုးတိုင်းစုံရဘကိုးရုံးမှာအထက်ချမ်းကိုစစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့ပြောပါရတယ်။အဲ့ဒီစစ်ကြောင်းမှာအင်အား600ခန့်ပါတယ်လို့တော်လိုင်းအင်အားစုများကစုံစမ်းသိရှိထားပြီးတော့ဇွန်လလတတိယဘက်ကစပြီးဩဂတ်စ်လ9ရက်နေ့ဒီကနေ့အထိကိုစစ်ရင်းလှုပ်ရှားနေတယ်လို့ပြောပါရတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းစစ်ကောင်စီတပ်စစ်ကြောင်းကို တပ်ကွင်းများမှာနေမိုင်ဆွဲမိုင်းများနဲ့တိုက်ခိုက်မှုအပါအဝင်ထိတွေ့တိုက်ပွဲများကြောင့်စစ်ကောင်စီတပ်သားအယောက်80ခန့်ထိခိုက်သေးဆုံးနိုင်ကြောင်းနေပြည်တော်တိုင်းစစ်ဌာနအမှတ်804တပ်ရင်းကတာဝန်ရှိသူကပြောကြားထားပါတယ်။နေပြည်တော်လေဝင်းမြို့နယ်ဘက်ကနေအင်အား900နဲ့စစ်ကြောင်းကိုးပင်တာကရဘက်ကနေအင်အား100နဲ့စစ်ကြောင်းထိုးတယ်။တောင်တွင်းကြီးအောင်လံစစ်မောင်ဝဲမြို့တွေကနေထုံထုံအင်အား60နဲ့တကြောင်းထိုးတယ်။ ်သုံးချောင်းခွဲပြီးတော့စစ်ကြောင်းထိုးနေတဲ့အနေထားပါလို့၎င်းကရှင်းပြထားပါတယ်လက်ရှိတိုက်ပွဲများဟာတရက်ခရိုင်အတွင်းမှာဖြစ်ပွားနေပြီးတော့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းလှုပ်ရှားမှုကြောင့်စစ်ရေးအခြေအနေတွေတင်းမာနေဆဲဖြစ်တယ်လို့အသိပေးထားပါတယ်ဒီကောင်တွေရွေးကောက်ပွဲကာလအတွက်ပြင်ဆင်စစ်ကြောင်းထိုးနေတာပါနယ်မြေစိုးမိုးမှုတွေပြန်ရဖို့နဲ့စိုးမိုးနယ်မြေတဝက်ရွေးကောက်ပွဲကာလအတွင်းမှာအနောက်ရှက်မဖြစ်အောင်လို့လုပ်နေတာလို့မြင်တယ်လို့နေပြည်တော်တိုင်းစစ်ဌာနအမှတ်၈၄ကတာဝန်ရှိသူတို့ကသုံးသပ်ပြောဆိုထားပါတယ် အဲ့ဒီတိုက်ပွဲတွေအတွင်းမှာရဲဘော်နှစ်ဦးဒဏ်ရာရရှိထားပြီးတော့စခန်းတချို့လက်လွတ်ထားရကြောင်းလည်းသိရပါဗျ။စစ်ကောင်စီတပ်စစ်ကြောင်းကိုနေပြည်တော်တိုင်းစစ်ဌာနအမှတ်804တပ်ရင်အမှတ်902တပ်ရင်တရက်ခိုင်တပ်ရင်တဲ့နဲ့အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းခုခံနေကြောင်းကိုလည်းအမှတ်804တပ်ရင်ကတိကျထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာမနေ့ကဩဂတ်လ10ရက်နေ့ညပိုင်းကတားမိ3ယောက်စီးနှင်းလာတဲ့စိုက်ကဲကိုအမျိုးသား2ယောက်ကဓားရှင်နဲ့အသက်အန္တရာယ်ကိုရန်ရှာပြီးတော့လူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်ဟာမနေ့ကညပိုင်း7:00ခွဲလောက်ကမနောဟရီလမ်းမကြီးရဲ့တောင်ပံ130အီလန် 49လမ်းနဲ့လမ်း60ချောင်းမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကလေးနှစ်ယောက်ကိုဆိုင်ကယ်ရှိမှတင်ပြီးတော့မောင်းနှင်လာတဲ့အမျိုးသမီးရဲ့ဆိုင်ကယ်ရဲ့အနောက်ကိုဓာရှိကန်ပြီးတော့အမျိုးသားနှစ်ဦးကဆိုင်ကယ်နဲ့လိုက်လာပြီးတော့လူရက်သွားတာကို CCTV မှတ်တမ်းတွေမှာတွေ့မြင်နေရပါတယ်။ ဆိုင်ကယ်ချင်းဘေးချင်းကတ်တဲ့အချိန်မှာအမျိုးသမီးကိုဓာတ်နဲ့ရွယ်ပြီးတော့ဆိုင်ကယ်ကိုလူရဲသွားတာပါလူရဲမှုကိုကြုံတွေ့ခဲ့ရတဲ့အမျိုးသမီးကသူ့ရဲ့ကလေးငယ်တွေမထိခိုက်အောင်လို့ဆိုင်ကယ်ပေးလိုက်ရတာဖြစ်တယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်လူရဲခံလိုက်ရတဲ့နေရာဟာ၎င်းရဲ့အိမ်အနီးနားမှာဖြစ်တယ်လို့ကာယကံရှင်ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မှာကြားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကင်နေတဲ့တရုတ်နိုင်ငံသား16ဦးကို TNL ကဖမ်းဆီးပြီးတော့တရုတ်အစိုးရထံကိုလွှဲပြောင်းပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ8ရက်နေ့မနက်7:00နာရီခွဲအချိန်မှာ TNL ကကြားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကင်သူတရုတ်16ဦးကို TNL နန်ခမ်းမြို့နယ်ရဲတပ်ဖွဲ့ကနန်ခမ်းမြို့နယ်ငန်းဆက်ဂိတ်တနီယာကနေတစဉ်တရုတ်အစိုးရထံကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီကြားဖြန့်လုပ်ကင်သူများဟာ ကိုခိုင်မျိုးနဲ့ရှောက်ဟော်ကြေးရွာမှာအခြေချပြီးတော့ကြားဖြတ်လုပ်ငန်းများကိုလုပ်ကင်နေကြပြီးကိုခိုင်မျိုးနဲ့ရဲတပ်ဖွဲ့ကသတင်းရပြီးတဲ့နောက်တွားရောက်ပြီးတော့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲဇွန်လ10ရက်နေ့ကလည်း TNL ကနမ်ခမ်းမျိုးနဲ့ကိုခိုင်မျိုးနဲ့နမ်မတူမျိုးနယ်တို့ကဖမ်းဆီးရမိထားတဲ့ကြားဖြတ်လုပ်ငန်းလုပ်ကင်သူ၁၂ဦးကိုလည်းတရုတ်အစိုးရထံကိုလွှဲပြောင်းပေးအပ်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ပိနေကုန်းရွာကိုအကြမ်းဖက်ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အဖို့တူတိတ်ဆုံးပြီးနေအိမ်၃လုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ9ရက်နေ့မနက်9:23မိနစ်ခန့်မှာပိနေကုန်းချီရွာကိုအကြမ်းဖက်ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်မှာ အသက်62နှစ်အရွယ်အဖိုးတဦးဒေဆုံးကပြည်သူ၃ဦးလဲထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၃လုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒီကနေ့မနက်9:00ကျော်မှာစစ်ခွေးတပ်ကလေရင်နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံးကျဲတိုက်ခိုက်သွားတာပါ ပိန်နေကုန်းရွာကအသက်62နှစ်အရွယ်အဖို့တူတိတ်ဆုံးသွားပါတယ်။ရွာသား၃ဦးလည်းထိခိုက်ဒဏ်ရသွားတယ်။နေအိမ်၃လုံးလည်းပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲဇွန်လလပိုင်းကလည်းကြိုက်ထုံမြို့နယ်မှာရှိတဲ့ဆောင်းတိုင်းကြီးရွာဟောင်းနဲ့အလူလေးအရှိရွာ၄ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်59နှစ်အရွယ်နော်ခင်နှမ်းမွေးတိတ်ဆုံးခဲ့ပြီးတော့နေအိမ်၅လုံးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲမနေ့ကဩဂတ်လ၈ရက်နေ့ည7:23မိနစ်အချိန်နဲ့ည7:23 16မိနစ်အချိန်တို့မှာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်ကြီးရွာအထက်တန်းကျောင်းနယ်ဖုံကြီးကျောင်းကိုစစ်လေရင်နဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံသတင်းရင်းမြစ် Arrogant Princess Media ကဖော်ပြထားပါတယ်။လေကျောင်းတိုက်ခိုက်မှုကြောင့်မင်းမြမြို့နယ်မင်းပြင်ကြီးရွာစာတင်ကျောင်းတစ်ခုလုံးပျက်စီးသွားပြီးတော့ဖုံကြီးကျောင်းဓမ္မယုံလည်းပြိုကျပျက်စီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ